အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မော်အစွားချနေတဲ့စာရီဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါရှီလာဆိုတဲ့အမျိုးသမီးကတတော်လေးကိုဆိုးရွားတဲ့ရောက်ခမတယောက်ဖြစ်ပါတယ်သူမှချွေးမလေးနှစ်ယောက်ရှိပေမဲ့ချွေးမလေးနှစ်ယောက်လုံးကိုအလုံသမားလိုမျိုးပဲဆက်ဆံပါတယ် သူကအယားကိုဈေးကြီးပြီးလှပလွန်တဲ့အဝိစားတွေကိုဝေဆင်းလေးရှိပြီးချွေမလေးတွေကိုတော့အလုတမားတတအဝိစားတွေကိုသာဆင်မြန်းပေးတတ်ပါရည်။ချွေမလေးဒီပါရဲ့ဒီနေ့ငါမောအချို့တစ်ခုခုစားကျင်နေတယ်ငါအတွက်လုပ်ပေးစမ်းမအောင်။အမေရဲ့အမေလက်တည့်ရတာနဲ့မတ်လေးရောအခုဆိုရင်တော့အလုပြုတ်သွားပြီ။ကျမယောက်ျားတယောက်တည်းရှာဖွေကျွေးမွေးနေရတာလေ။အမေရောအသက်ကလည်းကြီးနေပြီဆိုတော့ကိုဟောကိုထင်းချုပ်စမ်းမအောင်။အိမ်မှာကလေးတွေကလည်းရှိသေးရဲ့လေ။ချွေမလေးစကားပြောတာကြည့်ပြောစမ်း။နင်ကဘယ်လိုပုံစံစကားလာပြောနေရလဲ။ အသက်ကြီးရွယ်အိုကနင့်အမေဖြစ်မှာငါမဟုတ်ဘူး။နေရမြငါ့ကိုလာပြီးတော့အသက်ကြီးရွယ်အိုလို့ပြောနေသေးရင်နော်။ငေါ့စပင်နဲ့နေရစပင်ကိုရှင်ကြည့်ပါအောင်ဘယ်သူစပင်ပို့ဖြူလဲဆိုတာရှင်ကြမလားပြော။တရမတော်ရှီလာဇေးကိုတွားနေခဲ့တဲ့အချိန်မှာပဲမျက်လဲဆရာကြီးတရားမျက်လဲပြနေခဲ့ပါရဲ့။ဒီမှာကြည့်ဒီမှာကြည့်ကျွန်တော်ပြောင်းလဲပြမယ်နော်။ကျွန်တော်ကဘယ်သူပုံစံကိုမဆိုပြောင်းလဲတတ်တဲ့အားလုံးလာကြည့်ကြ။သူကတကယ်အတော်လေးကိုတော်တယ်မျက်လဲဆရာပဲဖြစ်ရမယ်။သူ့စီကနေပြီးတော့ငါပညာသင်ချင်လိုက်တာ။ ငါလဲရုပ်ပြောင်းရုပ်ရွယ်လုပ်တဲ့ပညာကိုသူစီကနေတော့တင်ရမယ်။ဒါနဲ့ပြောပါအောင်ကျမကိုရောဒီပညာတွေတင်ပေးလို့ရလား။တင်ပေးမှာပေါ့ရတယ်။ဒါပေမဲ့ခမားရဲ့ level မှာဆွဲထားတဲ့ဆွဲချိုးပေးမယ်ဆိုလို့ရှင်တော့ကျွန်တော်တင်ပေးမယ်။ဘလို့လဲအမရဲ့တင်ပါလားပြော။ဟဲ့ဘာအမလဲဟမ်ဘာအမလဲအုံတော့မရှိဘူးလား။ငါကလေနေထက်အများကြီးငယ်နေရဲ့ညမအရွယ်ပဲရှိသေးတယ်။အမကနေအမေးပဲဖြစ်မှာငါ့ကိုအမလို့လာမခေါ်နဲ့။ကဲရော့ရော့ဒီမှာဆွဲချိုး။နင်ကအခုတင်ပေးရော့။ ဒီတော့မှတော့မြလဲဆရာကြီးကလည်းဂါရမန်တန်တွေကိုတတော်လေးရုတ်ဖက်ပြီးပြောလိုက်ပါတယ်။ဟုတ်ပြီ။ဒါဆိုလို့ရှင်တော့လက်ခုပ်တီးပြီးအခုပြောလိုက်တော့ခမည်းဘယ်ပုံစံအတိုင်းပြောင်းလဲချင်လဲ။ဒါပေမဲ့တခုတ်တိထားရမယ်နော်။ခမည်းအနီအောင်အင်းကြီးဝေလိုက်ပြီးဆိုလို့ရှင်တော့အရင်နေ့ကျရင်ခမည်းရဲ့အစွမ်းတွေအကုန်လုံးကုန်ပြီးတောင်းမှလိုက်တော့။ဘာလဲဒီလောက်လေးပဲလားရရဲကိစ္စမရှိဘူး။အနီအောင်ကိုတော့ငါလည်းပထမတည်းကမကြိုက်ပါဘူး။သူကလက်ခုပ်တီးပြီးတော့ပြောလိုက်ပါတယ်။ကျမကိုကောင်းလေးတယောက်ပုံစံပြောင်းလဲပြီးသူချက်ချင်းပဲကောင်းလေးတယောက်ဖြစ်သွားခဲ့ပါရဲ့။ ရှီလာအရန်ကိုဝမ်းတောက်ပြောရွှေနေခဲ့ပါတယ်။အခုဆိုရင်တော့ तू မကြိုက်တဲ့ပုံစံပြောင်းလဲလို့ရပါပြီ။အိမ်သွားနေရင်လည်း तू မစဉ်းစားလိုက်တာပေါ့။ငါဘယ်လိုပုံစံပြောင်းလဲပြီးတော့ချွေမလေးတွေကိုဒုက္ခပေးရင်ကောင်းမလဲ။ချွေမအငယ်လေးရာခီးရဲ့အမေပုံစံပြောင်းပြီးတော့သွားလိုက်မယ်။ငါ့ကိုအားလုံးကခရုတဆိုင်ရှိကြမှာပဲ။ရှီလာကလည်းချွေမအငယ်လေးရဲ့အမေပုံစံပြောင်းလဲပြီးနောက်မှတော့အိမ်ကိုရောက်လာပါတယ်။ရာခီးတမီးလေးဗမာလေဒီမှာကြည့်ပါဦးနေအမေလာလေ။ရာခီးလည်းပြောလိုက်ပါတယ်။ အမေရဲ့ရုတ်တရက်ကြီးတမိကိုတတိယသွားရပေါ့လေအမေလာနေတဲ့ဆိုရင်လည်းတမိကိုဖုန်းလေးပါလေးကြိုးစားမှာပေါ့တမိအမေစားတော့ဖို့အတွက်တခုခုပြင်ဆင်ထားမှာပေါ့အမေရဲ့ငါ့ရဲ့တမိလေးကိုအရန်တတိယနေရာနဲ့လာခဲ့လိုက်တာလေဒါနဲ့ဒါခိရဲ့နေအမေလာလေရာဆိုတော့ငါဟလဝါလုပ်ပေးမယ်နော်ဒီအချိန်အတွင်းနှစ်ယောက်သားစကားလေးပါလေးပြောကြပေါ့အမလီအမေအတွက်ကကြတော့ဟလဝါလုပ်ပေးမယ်တဲ့ရခမကစားခြင်းနဲ့ပြောတော့အင်းရဲ့စီးပွားရေးအခြေအနေမကောင်းလေးပါလေးနဲ့တော်ပြီအမေတော်ပြီတော်ပြီ ကျန်နာဘာစားကျင်လို့လဲပြောလေ။အေးတမီးရေဟလဝါကတော့မစားကျင်ပါဘူး။တတော်လေးကိုစိုက်ကုန်နေပြီ။အမေစားကျင်တာပြောပါဒါဆိုရင်။မုန်းချိုလေးပါလေးလုပ်ပေးပါလား။နှစ်ယောက်တော့တယောက်မျက်နှာတယောက်ကြည့်ပြီးပြောလိုက်ပါရယ်။ဒုက္ခပဲရခမတာပြန်လာရင်တော့ငါတို့အဆူခံထိမလားမသိဘူး။သူလည်းမနက်ကတော့ကောင်မုန်းချိုစားကျင်တယ်ပြောတာမလုပ်ပေးခဲ့ဘူး။နေရခမကဘယ်လိုသွားတာလဲ။သူ့ကိုတွေ့လည်းမတွေ့ဘူး။သူကဘယ်တော့ကအိမ်မာနေလို့လဲ shopping ထွက်နေရလေ။အော်တမီးရဲ့နေရခမကိုဘာဖြစ်လို့အခုလိုမျိုးပြောနေရတာလဲ သူ့အတက်ကအဲ့လောက်ထိကြီးသေးတာလည်းမဟုတ်ဘူးလေပြောရမယ်ဆိုရင်တော့သူကနေရလင်ကြီးမအရွယ်ပဲရှိတယ်အမေရလည်းလေရှောက်ပြောမနေပါနဲ့မိတ်ကပ်လိမ့်လိုက်တာနဲ့ပဲအသက်အရွယ်ကိုဖုံးကွယ်လို့ရမယ်လို့ထင်နေရလားအဖွားအရွယ်ဖြစ်နေပြီအဖွားအရွယ်အမေဘော်ဖြစ်လို့သူ့ကိုဒီလောက်တောင်မှချီးကျူးနေရလဲဆိုတော့ကိုတော့ကျမလုံးဝနားမလဲတော့ဘူးဒီမှာအမေရေကျမမဟုတ်အချိုတွေလောက်ခဲ့ပြီးရနော်ဘိုင်ဝါစာစာပြီးသွားတဲ့အခါကျရင်တော့အမေကိုတခါရဲထည့်ပြီးလိုက်မယ်ယူသွားလိုက်အောင် တီဗီတီဗီငါ့သားလေးရှာတဲ့ပတ်စံတွေအကုန်လုံးဒီပုံစံအတိုင်းပဲသူတို့တုံးဖြုံနေရပဲဖြစ်ရမယ်။ကဲတမီးလေးရေဒါဆိုရင်တော့သွားတော့မယ်နော်။နေရာခမောကိုလည်းမတွေ့ခဲ့ရဘူး။အမေလာလက်စားနဲ့ခဏလေးနေပြီးတော့မှသွားပါလားအမေရဲ့။အခုအချိန်ထိကျမရခမောနဲ့လည်းမတွေ့ရသေးဘူး။တွေ့ပြီးစကားလေးပါလေးပြောပြီးတော့မှပြန်ပေါ့။အင်းအခုသွားလိုက်အောင်မယ်။နောက်အေးအေးစစ်စစ်မှတခါပြန်လာခဲ့မယ်လေ။အမကြီးအမအမကျမအမေလာလေတဲ့အချိန်မှာမုတ်တွေလောက်ပြီးတော့ကျွေးလိုက်တယ်။ အမေအိမ်ကိုပြန်လာလို့ဒီကိစ္စသိသွားလို့ရှင်တော့ပြဿနာအကြီးအကျယ်တက်လိမ့်မယ်တိလား။ဘာဖြစ်လို့ပြဿနာတက်ရမှာလဲဘယ်သူမှသိစရာအကြောင်းမရှိဘူး။ငါပကံတွေအားလုံးကိုလည်းစေးပြီးသွားပြီးမိဖို့ကံကိုလည်းရှင်းပြီးသွားပြီးကြံတဲ့မုတ်တွေအကုန်လုံးကိုလည်းထုတ်ပိုးပြီးတင်းစီပြီးသွားပြီးစီတို့ကတော့နေ့စဉ်နေတိုင်းတရရောက်ရဲ့အမေအနေနဲ့အိမ်ကိုလာလို့မရတဲ့အခါမှာတော့ဈေးထဲမှာလူတွေကိုလိုက်ဒုက္ခပေးပါရီ။စာရီဆိုင်ကလူရဲ့မိန်းမပုံစံမျိုးတွားပြီးတော့စာရီတွဲယူရမယ်။မိန်းမရေမင်းဆိုင်ကိုဘာလာလောက်တာတော့ ကျမစာရီတစ်ထဲနဲ့ထဲလို့ကျင်လို့ရှင်ကျမကိုစာရီမပေးတော့တော်လေးကိုကြားနေပြီနော်ဒါကငါရီရဲ့ဆိုင်ပဲလေမင်းကြိုက်သလားစာရီယူသွားလို့ရတယ်ယူသွားဒီလိုနဲ့သူကစာရီတွေအများကြီးကိုထုတ်ပို့ပြီးတော့ယူဆောင်သွားခဲ့ပါတယ်ညနေခင်းဆိုင်ပိုင်ရှင်အိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့သူ့မိမကိုမေးလိုက်ပါတယ်မင်းမနက်ကတော့ကယူသွားတဲ့စာရီတွေဘာဖြစ်လို့မဝေးရတာလဲစာရီအစ်စ်လေးပါလေဝေထားမယ်လို့ငါထင်နေခဲ့ရဒီအချိန်မှာအမျိုးသမီးကလည်းပြန်ပြောလိုက်ပါတယ်ဟင်ရှင်ပါရီပြောနေရလဲ ကျမဘယ်တော့ကစာရီအသက်ဝယ်ထားလို့စာရီအသက်တွေကိုဝယ်ထားရမှာတော့ဘယ်တော့ကမဝယ်ထားပါဘူးမင်းမနက်ကပဲစိုင်းကိုလာပြီးတော့စာရီ3လေး9တဲ့ရွေးပြီးယူသွားခဲ့မဟုတ်ဘူးလားမဟုတ်တာရှင်ကျမဒီနေ့အထီးဘယ်တော့ကရှင်းရဲ့စိုင်းကိုလာဘူးလို့လည်းအခုလာရအောင်လို့ဒီနောက်မှာတော့ဘာဖြစ်ရမှာလဲစာရီစိုင်းပိုင်ရှင်ကလည်းသူ့ရဲ့မိမလိန်ပြောတယ်လို့ထင်သွားတဲ့အတွက်ကြောင့်မို့လို့ကောင်းကောင်းရှိုက်ပြစ်ပါတယ်ရှီလာကတော့အိမ်မှာအေးအေးဆေးဆေးပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ပြီးစာရီအသက်တွေကိုနေစဉ်နေတိုင်းထောက်ဝေခဲ့ပါတယ် ချွေမလေးတွေကိုတိုင်းကလည်းဘာတွေဖြစ်ဖြစ်နေရလဲဆိုတာလုံးဝကိုနားမလည်နိုင်တော့ပါဘူးအမေစီမကတလောက်ထိဈေးကြီးတဲ့စာရီတွေဘယ်ကနေပြီးတော့ဘလို့ရောက်လာခဲ့ရလဲထူးဆန်းလိုက်တော့ရှီလာကတော့အခုလိုမျိုးပဲလူတွေအကုန်လုံးကိုဒုက္ခလိုက်ပေးနေခဲ့ပါတယ်။သူမပုံစံတွေကိုပြောင်းပြီးနောက်မှာတော့ပတ်စံတွေလက်ဝဲလက်စာရီအဝိအစာရီမုတ်တွေအများကြီးယူဆောင်လာတတ်ပါတယ်။ကဲတခုမဟုတ်တခုလွဲနေပြီးတော့ငါကတော့ထင်နေတယ်လား။အမေရှိမှတော့ဒီလောက်ကြီးပတ်စံတွေအများကြီးဘယ်ကနေပြီးတော့ရှာသွားလဲ။ အမေဘယ်ကနေပြီးတော့ဂျာရီကိုယူလာနေရလဲငါလုံးဝကိုနားမလဲတော့ဘူးသူ့ဘာတွေလုပ်နေရလဲဆိုတော့ကိုငါတို့လိုက်ကြည့်မှဖြစ်မယ်ဘလို့သိအောင်လုပ်မလဲဂျာနဲ့ကျွန်မပြောချင်နေတဲ့စကားတခုတော့ရှိတယ်ဘယန်းကိုကြောက်လို့မပြောချွတ်လို့ပါပြောပါရာခီရဲ့ပြောလေအင်းဘာဖြစ်လို့ငါကိုကြောက်နေရတာလဲပြောခုနေ့ရတော့ကကျွန်မမင်းအင်းကိုလာလေလေအဲ့ဒါနဲ့ကျမလည်းညနေကျတော့အမေအေးအေးဆေးအိမ်ပြန်လျှောက်လာဆိုပြီးတော့ဖုန်းဆက်ပြီးမေးကြည့်လိုက်တယ်။အမေကတော့ဖျားဖို့ထွက်နေရဲဆိုပြီးတော့ကျမကိုပြောတယ်။ဆန်ရက်နေပြီးတော့မှအမေပြန်လာပါတဲ့ ျမတို့အိမ်ကိုလာသွားတာကကျမအမေမဟုတ်ဘူး။ဒါဆိုရင်တော့အဲ့ဒါဘယ်သူလဲတည်းရဲလား။အဲ့ဒီနေ့ကကျမအတော်လေးကိုလမ်းဖြတ်နေခဲ့တာ။နင်ပြောတဲ့စကားကစဉ်းစားတော့စဉ်းစားချင်စရာပဲနော်။ဒါဆိုရင်တော့ငါတို့အရင်ဆုံးအမေကိုအနောက်ကနေလိုက်ကြည့်ရမယ်။အခုတလောအမေတကယ်ပဲဘာတွေလုပ်နေရလဲမသိဘူးနော်။ဒီလိုနဲ့နှစ်ယောက်သားကလည်းရှီလာရဲ့အနောက်ကနေလိုက်သွားချောင်းကြည့်ခဲ့ကြပါရဲ့။ဒီအချိန်မှာရှီလာကလည်းလူသူကင်းရှင်နဲ့တနင်္လာကိုရောက်သွားတဲ့အခါမှာတော့လက်ခုံနှစ်ချက်တီးပြီးပြောလိုက်ပါတယ်။ဒီနေ့ငါ့ကိုဒီပိုင်းအမေပုံစံပြောင်းလဲပေး အနီရောင်စာရီနဲ့မလုံးနဲ့တော့မဟုတ်ရင်တော့ငါ့ရဲ့မော်အစွမ်းတွေကုန်သွားလိမ့်မယ်ဒီအချိန်မှာချွေမလေးတွေကလည်းရခမဖြစ်သူရဲ့လိုအပ်ချက်တွေကိုသိရှိသွားခဲ့ကြပါတယ်ကဲကောင်းပြီငါတို့အင်ကိုပြန်ကြမယ်ဒီနေ့ငါတို့ရခမကိုဘယ်လိုကောင်းကောင်းသင်ခန်းစာပေးရမလဲဆိုတာကိုငါတို့သိပြီသူရဲ့ကစားပွဲတွေအားလုံးတစ်ခါတည်းအဆုံးသတ်သွားအောင်လို့လှုပ်ပြမယ်မဟုတ်လို့ရှင်တော့သူတမျိုးလုံးကိုဒုက္ခလိုက်ပေးနေမှာပဲဒီနေ့မှတော့ရှီလာကလည်းဒီပါရဲ့အမေအနေနဲ့အင်ကိုရောက်လာပါတယ်ဒီပါကလည်း သူရဲ့အမေပုံစံဟန်ဆောင်ထားတဲ့ရခမကိုဝမ်းနောက်စေပြီးအများကြီးထဲပြီးမဟုတ်လို့ကြွေးလိုက်ပါတယ်။ဒီနောက်ဘာဖြစ်ရမှာလဲ။သူခဏခဏအင်းသားကို ပြေးနေတော့ပေါ့။ဘလို့ဖြစ်တာလဲတမီးလေးရဲ့ဒီနေ့ဘိုက်တွေတအားကုန်လာတယ်။နေငေါ့ဘလို့တွေကြွေးလိုက်ကြတော့ဒီလိုနဲ့ပဲရခမဖြစ်တော့ကတော့ခဏခဏအင်းသားကိုပြေးနေရပါတယ်။ဒါနဲ့အမကြီးအခုချိန်ထိအမေမလာသေးဘူးလား။အေးဟုတ်တယ်။အဖွားကြီးအခုထိမလာသေးဘူး။သူမကောင်းကြောင်ကိုသူ့ချွေးမလေးတွေကအရှိတတဲမှာပြောတော့ကိုကြားခဲ့ရတဲ့အခါမှာသူလဲစိတ်ဆိုးနေခဲ့ရပေါ့ ကဲသမီးဒါဆိုရင်တော့အမေပြန်တော့မယ်ဒီပုံစံနဲ့တော့အမေဘယ်တော့မှသွားဖို့အတွက်မစင်စားနဲ့အမေနေလို့ကောင်းတာမဟုတ်ဘူးဆိုတော့ဒီမှာပဲနေရမယ်ဒီလိုနဲ့မိန်းကလေးတယောက်လုံးကလည်းသူ့ကိုအခန်းထဲခေါ်သွားပြီးနောက်မှာတော့ပြောလိုက်ပါတယ်ရော့အမေဒါကကျမတို့ရခမရဲ့စာရီပဲဒါဝတ်ပြီးရင်တော့အေးအေးစစ်စစ်အနားယူနေလိုက်တော့အနီရောင်ဟုတ်လားအနီရောင်ဝတ်လို့မရဘူးဘာဖြစ်လို့လဲဒါကကျမရခမရဲ့အရန်ကိုလှောက်ပလောနေစာရီပဲဒီလိုစာရီကိုတော့အမေတွေ့ဖို့မှတောင်းမဟုတ်ဘူး ရာခီရေငားမေအတော်လေးနေမကောင်းဖြစ်နေရနင်းသိရမလားသူ့ကိုအဝတ်စားလဲဖို့အကူအညီပေးလိုက်စမ်းမအောင်ဟဲ့ဒီလိုနဲ့နှစ်ယောက်သားကလည်းအတင်းအကျပ်ပဲရှီလာကိုအဝတ်စားလဲပေးခဲ့ကြပါရီဒီနောက်သူ့ရဲ့မော့အစွမ်းတွေအကုန်လုံးလဲကုံဆုံးသွားပါရီနင်တို့အတော်အသုံးမကျတာပဲငားရဲ့မော့အစွမ်းတွေအားလုံးနင်တို့ကြောင့်နဲ့ကုံဆုံးသွားခဲ့ရပြီကောင်းတယ်အမေကျမတို့လောက်တာကလိုအပ်လို့လောက်တာအမေရပုံစံပြောင်းပြီးအားလုံးဒုက္ခလိုက်ပေးနေရလေကျမတို့လည်းအမှန်တရားတွေအားလုံးကိုသိပြီးသားအဲဒါကြောင့်အခုပဲရဲခေါ်မယ် ရှီလာကလည်းသူ့ချိန်မလေးရဲ့မျက်နှာကိုကြည့်နေခဲ့ပါတယ်။သူမမှပြေးဖို့အတွက်ဘာလမ်းမှမရှိတော့ပါဘူး။တောင်းမှန်ပါတယ်တမီလေးတို့ရဲ့အဲ့လိုမလုပ်ပါနဲ့နော်။ငါအရန်ကိုလောဘကြီးပြီးတော့ကန်းသွားခဲ့။အားလုံးရဲ့ပစ္စည်းတွေကိုလည်းပြန်ပေးလိုက်ပါတော့မယ်။ချိန်မနှစ်ယောက်လုံးကလည်းပြောလိုက်ပါတယ်။တကယ်ပြောနေရလားမေ။တကယ်ပြောနေရပါဘော။နင်တို့ကငါ့ကိုကောင်းကောင်းသင်ခန်းစာပေးလိုက်ပြီးရှေးဆက်ပြီးဒီလိုအမှမလုပ်တော့ပါဘူး။အမေရဲ့အမေကကျမတို့အတွက်အမေလိုမျိုးပဲ။အမေကိုအခုလိုမျိုးလုပ်ခဲ့တယ်ဆိုတာကလောဘမကြီးစေခြင်းလို့ပဲ။ ကျမတို့လည်းမှားတာရှိရင်ကျမတို့ခွင့်လွှတ်ပါနော်ဒီနောက်မှာတော့မိသားစုဝင်တွေအကုန်လုံးကလည်းပြပြောရွှေရွှေနေထိုင်သွားခဲ့ကြပါတော့တယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့ခြေထောက်အရှည်ကြီးနဲ့ချွေးမဆိုတဲ့ပုံပြပဲဖြစ်ပါတယ်အင်ဒူးဆိုတဲ့မိန်းကလေးတယောက်ရဲ့ပုံစံကတော့တာမန်လူသားတွေရဲ့ပုံစံအတိုင်းမဟုတ်ပါဘူးသူမရဲ့ခြေထောက်တွေကတာမန်ထက်တတော်လေးသေးငယ်နေခဲ့ပါတယ်ဒါကြောင့်အားလုံးကလည်းအင်ဒူးကိုတွေ့တဲ့အခါတိုင်းဂျပူးမလေးဆိုပြီးတော့ပဲဝိုင်းခေါ်ကြပါတယ်ဒါကြောင့်အင်ဒူးကလည်းသူ့အမေကိုပြောလိုက်ပါတယ် အမေရဲ့ကျမရဲ့ခြေထောက်လေးတွေကတော်တော်လေးကိုသေးတော့နေ။သမီးခြေထောက်တွေကဘာဖြစ်လို့တာမန်လူတွေရဲ့ပုံစံအတိုင်းရှေ့မနေရလဲယင်။သမီးရဲ့သမီးရဲ့ခြေထောက်တွေတိုးနေတာကဘယ်သူရဲ့အပြစ်မှတော့မဟုတ်ဘူးပေါ့သမီးရဲ့။ငါရဲ့သမီးလေးကဘလို့မဆိုအမေအတွက်အရန်ကိုလှပါတဲ့နှစ်သမီးလေးပဲ။ငါသမီးလေးကိုတော့အမေအရန်ကိုချက်ပါတယ်ကွယ်။အမေကလည်းဘာဖြစ်လို့ကျမကိုအခုလိုမျိုးလာပြီးတော့လိန်ညာနေရတာလဲ။သမီးရောဘလို့ဖြစ်ပြီးတော့အမေအတွက်နှစ်သမီးဖြစ်နိုင်မှာလဲ။အမှန်အတိုင်းပြောရမယ်ဆိုရင်တော့သမီးကတာမန်မင်းကလေးတယောက်တောင်ဟုတ်မနေဘူးအမေ။ ဒီတော့တမီဘလို့ဖြစ်ပြီးတော့နှစ်တမီတယောက်ဖြစ်မလဲပြောဆိုပြီးနောက်မှာတော့အင်းသူငိုနေခဲ့ပါတယ်ငိုနေနေတမောအခန်းထဲကိုပြေးဝင်သွားခဲ့လိုက်ပါတယ်မိခင်ဖြစ်သူကတော့သူ့ရဲ့တမီလေးအတွက်တော်တော်လေးစောရင်ပုံပန်းလုံးနေခဲ့ပါတယ်ဒါပေမဲ့သူ့တမီလေးကတာမန်မင်းကလေးတယောက်နဲ့မတူဘူးဆိုတဲ့ခံစားချက်ကိုတော့ဘယ်တော့ကမှမခံစားစေခြင်းခဲ့ပါဘူးအင်းသူကအခုဆိုရင်တော့လက်ထပ်ဖို့အရွယ်ကိုရောက်ရှိလာခဲ့ပါပြီသူမကိုတွေ့တဲ့သူတွေအကုန်လုံးကလည်းသူမရဲ့ခြေထောက်တွေကိုတွေ့ရတဲ့လက်ထပ်ပွဲကိုညှင်းဆိုပြီးပြန်သွားခဲ့ကြပါတယ် ဒါပေမဲ့အရန်ကိုကံကောင်းလုံးသွားခဲ့ရတဲ့ခုကရှိုဘစ်ဆိုတဲ့ကောင်းလေးကတော့အင်ဒူးကိုသဘောကျနှစ်သက်သွားခဲ့ပါရီသူကလည်းလက်ထပ်ပွဲကိုချက်ချင်းသဘောကျလိုက်ပါရီရဲ့လည်းငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့သူတို့ကလည်းပျော်ရွှင်စွာနဲ့ကြီးကျယ်ခခန္နာလက်ထပ်သွားပါရီအင်ဒူးတယောက်ရဲ့ခမိုင်းကိုရောက်ရှိသွားခဲ့တဲ့အခါမှာလည်းဒီလိုစကားတွေကိုထမှန်သီးခံခဲ့ရပြန်တာပေါ့အင်ဒူးရဲ့ရခမဖြစ်သူကလည်းပြောလိုက်ပါရီငါသားတော်လေးအုံတော်ကိုမရှိဘူးယူများယူနေလားမသိပါဘူးအခုလိုမျိုးမိန်းကလေးကိုများလက်ထပ်ခြင်းနဲ့ဆိုပြီးတော့ပူဇော်နေခဲ့ရလေး သူ့ခြေောက်ကိုလည်းကြည့်ပါအောင်ဟဲ့သူ့ခြေောက်တွေထံငါ့ရဲ့မိဖို့ခန်းထဲမှာရှိနေတဲ့ငရုတ်စပွေးကမှပိုကြီးအောင်မယ်အင်သူရဲ့အတော်ဖြစ်သူကလည်းပြောလိုက်ပါရဲ့အော်အမရဲ့စကားပြောရင်တွတ်တွတ်ပြောစမ်းပါရှင်ဘာဖြစ်လို့အကြိမ်ပြောနေရလဲဒီစကားတွေကိုတားနဲ့ချွေးမှကြားသွားလို့ရှင်ကောင်းပါမလားတို့စိတ်ဆိုးနေကြပါဦးမယ်အမလီပြောကြတာကတော့ခြေောက်အရှိကြီးနဲ့ချွေးမလေးကအရင်အောင်ကန်ကောင်းစေတယ်တဲ့အခုခြေောက်တော်တော်လေးနဲ့မိန်းကလေးကိုဘာလို့ရောက်မှာလဲ အင်ဒူးဘလိုပုံစံပဲဖြစ်နေပါစေတယောက်ကြောင့်ကတော့သူကိုအရန်ချစ်ပါတယ်နောက်နေမှာတော့မျက်နှာကြည့်ပွဲပြီးသွားခဲ့တဲ့အခါမှာသူတို့ပူဆော်ဖို့အကြွဖရားကြောင်သွားကြရမှာပါ။ရှိုဘစ်ကလည်းမေးလိုက်ပါတယ်။အမေပြင်ဆင်စရာရှိရအောင်ပြင်ဆင်လုပ်ပြီးသွားပြီမလား။ဘာလဲဘာပြင်ဆင်ရမှာလဲ။မျက်နှာကြည့်ပွဲတွေဘာတွေလုပ်ပြီးတော့ငါကိုဟောက်ကိုအရှက်အကွဲမခံနိုင်ပါဘူး။လူတွေအားလုံးဘာပြောကြမလဲဆိုတော့ကိုနေတိရောတိရလား။ဒါကဘလို့ချွေးမှမျိုးလဲ။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမြင်တွေ့နေရပေမဲ့သူ့ရဲ့ခြေထောက်ကိုတော့မတွေ့ရဘူး။ လူတယောက်ဆိုတာကငါဘယ်လိုမျိုးမိတ်ဆက်ပေးရမှာလဲတော်ပါတော့အမေရဲ့ကျွန်တော်တို့အတွက်ပွဲမလုပ်ပေးပေးချင်းဘူးဆိုလို့ရှင်လဲရပါတယ်မလုပ်ပေးပါနဲ့သူ့ကိုအခုလိုမျိုးတော့ပြောမနေပါနဲ့အမေအေးဟုတ်တယ်ဘာပွဲမှမလုပ်ချင်ဘူးဘာပွဲမှကိုမလုပ်ပေးချင်ဘူးငါတို့မနေ့ပြန်ကြလို့ရှင်တော့ဖခင်ကြောင့်ကိုတော့ကြောက်မလို့ဒါနဲ့တခါလေးပြောလိုက်မယ်နော်ငါတို့မိသားစုဝင်တွေပဲတော့ကြမှာချွေးမလေးအိမ်မှာပဲနေခဲ့ရမယ်ကြလားကျွန်တော်လဲအမေတို့နဲ့အတူတူမလိုက်ချင်ပါဘူးသူအခုလိုမျိုးအမေတို့ပြောဆိုပြစ်တင်နေတဲ့ဇကားတွေကိုနားထောင်ရဖို့အတွက်ကျွန်တော်လဲလိုက်ခင်မှာမဟုတ်ဘူး နောက်နေရောက်ရှိသွားခဲ့တဲ့အခါမှာအားလုံးကလည်းဖရာကျောင်းကိုသွားခဲ့ကြပါရဲ့။အင်သူတယောက်တည်းပဲအိမ်မှာကြံရည်နေခဲ့ရတာပါ။သူကလည်းစိတ်ပြဝမ်းနေစွာနဲ့အိမ်မှာရှိတဲ့ဖရာကန်းလေးကိုသွားပြီးလက်အုပ်ချီဖရာရှိခိုးနေခဲ့ပါရဲ့။မေရောဒီနေ့ကျမမေရောစီကဆုတခုတောင်းကျင်ပါရဲ့။ကျမရဲ့ခြေထောက်တွေကဘာဖြစ်လို့မရှိထွက်နေရတာလဲယင်။ကျမခြေထောက်တွေဘာဖြစ်လို့ဒီလောက်တောင်မှတင်းငယ်လွန်းနေရတာလဲ။အခုမှကျမရဲ့ဘဝကိုစတင်တာပဲရှိသေးတယ်။ကျမဒီလောက်ထိပြည့်တင်ပြောဆိုတဲ့အတွေကိုခံနေရပြီ ကျမတပွားလုံးဆိုလို့ရှင်တော့ဒါရီအကုန်လုံးဘယ်လိုတီးခံရပါမလဲဒီအချိန်မှာအလင်းတန်းတစ်ခုနဲ့အတူတူအင်သူရဲ့ရှေ့မှောက်မှာမေတော်ကိုရိုင်းရောက်ရှိလာခဲ့ပါတော့တယ်။ဘာဖြစ်လို့ငိုနေရတာလဲ။သမီးတော်လေးရဲ့နေရတကယ်စိတ်တော်ထားဖြူစင်လုံးနဲ့တူပဲလေ။အဲ့ဒါကြောင့်ငါနင်းကိုဖူးမြော်ခွင့်ပေးလိုက်ပြီ။ဒါနဲ့ငါနင်းကိုတခုတ်ခုတ်ပေးခြင်းနဲ့ရှော့ဒီမှာယူလိုက်။ဒါကမော့အစွမ်းထက်နေတဲ့ခြေချင်းတွေပဲဒါရီကိုယူထားလိုက်ပါ။နင်း၆တော့တွေကိုရှေ့ခြင်းနဲ့အခါကြလို့ရှင်တော့ပြောလိုက်ရုံနဲ့သူကရှေ့ထွက်လာအောင်လုပ်ပေးလိုက်မယ်။ ပြောပြီးနောက်မှာတော့မေတော့ကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အင်တုကပြောရွှင်စွာနဲ့ခြေချင်းတွေကိုဝေပြီးတော့ပြောလိုက်ပါတယ်။ကျမရဲ့ခြေထောက်တွေကိုအရန်ရှေ့သွားစေခြင်းနဲ့ကျမရဲ့အရက်ကမိုးထီအောင်မှထိုးသွားအောင်ထိအခုဆိုရင်တော့သူမရဲ့အရက်ကြီးကအရန်ကိုရှေ့လျားလွန်သွားတဲ့အတွက်ကြောင့်မို့လို့ခေါင်းမိုးနဲ့တိုက်မိနေခဲ့ပါပြီ။အင်တုကတော့သူ့ရဲ့ဆိုရင်ဒုက္ခတွေအကုန်လုံးကင်းဝေးသွားတဲ့ပုံစံပါပဲ။အင်တုကိုယ်တိုင်လည်းဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ရခမနဲ့လင်ညီမတို့အင်ကိုပြန်လာခဲ့တဲ့အခါမှာပျော်ရွှင်နေတဲ့အင်သူကိုတွေ့ရအောင်လည်းပြောခဲ့ကြပါရဲ့ ကြည်စံဘလောက်တောင်အရှမ်းမဲလိုက်တဲ့ချွေးမလေးလဲငါတို့တို့အိမ်မတယောက်တည်းထားခဲ့တာတော့မှသူကနည်းနည်းလေးမှဂရုမစိုက်ဘူးတယောက်တည်းပြောရွှေနေသေးတယ်ဒီလိုနဲ့ပဲအချိန်တစ်ပတ်ကျော်ကုန်ဆုံးသွားခဲ့ပါရဲ့အခုအချိန်မှာရောက်ခမဖြစ်သူကလည်းတော်တော်လေးကိုစိုးရင်စိတ်ပြပူပန်နေခဲ့ပါရဲ့ဒါကြောင့်ရောက်ခမဖြစ်သူကသူ့သားလေးရှော့ဘစ်ကိုတပြောလိုက်ပါရဲ့သူ့ရဲ့မိန်းမအင်ဒိုနဲ့အမြန်ဆုံးကွာရှင်းဖို့အတွက်ကိုပါသူ့မိရဲ့ဒီစကားလေးကိုကြားခဲ့ရတဲ့အခါမှာရှော့ဘစ်ကတော်တော်လေးကိုကြောသားထွက်သွားခဲ့ပါရဲ့ သူ့မိပြောတဲ့စကားတွေကိုမယုံကြည်နိုင်အောင်လည်းဖြစ်နေခဲ့ပါတယ်။ရခမကလည်းသူ့သားလေးသူ့စကားတွေကိုနားမထောင်ဘူးဆိုတော့ကိုတေချာတီးသွားတဲ့အခါမှာတော့သူ့ကိုယ်တိုင်ပဲအကြံစီတွေကိုစတင်ကြံစီခဲ့ပါတော့တယ်။ရခမဖြစ်သူကတော့အင်ရဲ့ချက်ကိုလုံးဝအပေါ်မှာမြင့်တင်ပြီးတော့ထထားလိုက်ပါတယ်။သူမဘလို့မအပေါ်တက်ပြီးတော့ချက်ကိုဖွင့်လို့ရမှာမဟုတ်ပါဘူး။သူမကအရန်ကိုတင်းငယ်လွန်နေရမဟုတ်လား။ရခမဖြစ်သူကဒီပုံစံအတိုင်းပဲလုပ်လို့ရပါတယ်။ချွေးမလေးအခန်းထဲဝင်မရအောင်တမင်တတလှုပ်ထားခဲ့ရပါ ဒီနောက်မှာတော့အင်ဒူရဲ့အခန်းထဲမှာရှိနေတဲ့ခုံတွေအကုန်လုံးကိုလည်းထုတ်ရှူထားပြလိုက်ပါရီဒီနောက်မှာတော့အင်ဒူကိုအခန်းထဲကိုထည့်ပြီးနောက်မှာတော့ဝင်ပြောလိုက်ပါရီသွေးမလေးရေနေတစ်ချိန်အကုန်လုံးအခန်းထဲကနေအပြင်ကိုမထွက်တော့ဘူးနော်ဘလို့ဖြစ်နေရလဲငါတို့နဲ့အတူတူအပြင်မှာလည်းထွက်ပြီးတော့ထိုင်ပါအောင်လားငါတို့လည်းစကားလေးပါလေးအတူတူပြောကြမယ်လေဟုတ်လားအမေရေကောင်းတာပေါ့ဒါဆိုရင်ကျွန်တော်ခဏလေးစောင့်တော့ကျွန်တော်အခုအဝတ်စားတွေတင်းလိုက်အောင်မယ်ပြီးတော့လည်းအဝတ်စားတွေအားလုံးထည့်ပြီးရခါကြာလို့ရှင်တော့ကျွန်တော်အပြင်ထွက်လာခင်မယ်လေ ရခမောင်ဖြစ်သူကတော့ဂျက်ကိုတတိတ်ချာချာစီပြီးနောက်မှာတော့အပြင်ကို ထွက်လာခဲ့လိုက်ပါတယ်။သူတကားကိုပိတ်ပြီးတော့အပြင်ကိုထွက်သွားခဲ့တဲ့အခါမှာဂျက်ကသူ့အလိုလိုကြာသွားခဲ့ပါတယ်။အင်သူကလည်းအပြင်ကိုထွက်ဖို့အတွက်တကားထုတ်နေခဲ့ပေမဲ့တကားကတော့ပွင့်မလာခဲ့ပါဘူး။သူကတော့တကားကိုဖွင့်ဖို့အတွက်လက်လုံးဝမမီပါဘူးရခမဖြစ်သူကအပြင်မှာပွဲတွေခံနေခဲ့ပါတယ်ဒုက္ခပါပဲချွေးမလေးကိုကြည့်ပါဦးရှောက်လာတာလေးရက်တောင်မပြည့်သေးဘူးကိုဟောက်ကိုတတ်သိမဲဆိုပြီးတော့ငါတို့ချင်းချောက်နေရလေ ဟောက်ကိုတတ်တည်နေရဲ့ကိုဟောက်ကိုတတ်တည်နေရဲ့လောက်ကြပါအောင်ငါ့ရဲ့သားလေးကိုတဘောမကြဘူးဆိုလို့ရှင်လဲနင်းရဲ့မိဘအိမ်ကိုပြန်သွားပါရောလားဘာဖြစ်လို့ကိုဟောက်ကိုတတ်တည်နေရလဲတတ်တည်စီရလို့လို့လားဒီမင်းကလေးကတော့ငါတို့အထောင်ကျအောင်လုပ်မယ်နဲ့ကြိုးပါတယ်ဒုက္ခပဲငါတို့ဘလောက်ကြောင်မှကန်ဆိုးလိုက်တယ်လေကြည့်ပါအောင်ဘလို့ချွေးမကိုရခဲ့ရလဲရခမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့အိမ်ကြီးချင်းတွေအကုန်လုံးချက်ချင်းရောက်ရှိလာခဲ့ကြပါတယ်ဟိန္ဒူရဲ့မကောင်းကြောင်တွေကိုပြောဆိုခဲ့ကြပါတယ်ဟိန္ဒူကလည်းရခမရဲ့အတန်ကိုကြားနေခဲ့ရပါတယ် ူမကိုတမင်တက်တက်အခန်းထဲမှာထည့်ပိတ်ပြီးအားလုံးဇလန်းဆင်နေကြရဲဆိုတာကိုလည်းတီးသွားပါရီအင်တို့ကလည်းမဲတော်ပေးသွားတဲ့ခြေချင်းတွေကိုတတိယသွားပါရီကျမရဲ့ခြေချင်းတွေရေကျမရဲ့ခြေထောက်တွေကိုရှေ့ထွက်လာအောင်လုပ်ပေးပါဦးအင်တို့ချက်ဖွင့်ပြီးသွားတဲ့အခါမှာတော့ခြေထောက်တွေကပြန်လေသေးငယ်သွားခဲ့ပါရီအင်တို့ကအပြင်ထွက်ပြီးတော့ပြောခဲ့ပါရီအမေအမေပြောတော့ကျမကိုပြင်ဆင်ထားဆိုကျမပြင်ဆင်လို့ပြီးသွားပြီနော်ဘာလို့လူတွေဒီလောက်တောင်မှများနေရလဲအမေရဘာဖြစ်တာလဲဘာဖြစ်ကြတာလဲ ရခမကတော့အံအားသင့်နေခဲ့ပါတယ်။သူ့ရဲ့ကစားပွဲတွေအကုန်လုံးရှုံးတော့မယ်ဆိုတော့ကိုလည်းမြင်သွားခဲ့ပါတယ်။သူကလည်းပြောလိုက်ပါတယ်။မဟုတ်တာမဟုတ်တာဘာမှမဟုတ်ပါဘူး။ငါတကားထုတ်နေခဲ့တာအတော်လေးကြာနေပြီလေ။တကားကလုံးဝကိုမပွင့်လာခဲ့ဘူးဆိုတော့ငါလည်းတော်တော်လေးကိုစိုးရင်ပူပန်သွားခဲ့ရ။တော်သေးရပေါ့။သွားသွား။အားလုံးပြန်ကြတော့ချွေးမလေးကအခုစိုးရင်တော့အပြင်ကိုပြန်ထွက်လာပြီ။ရခမကလည်းအခန်းထဲကိုသွားကြည့်ခဲ့ပေမယ့်အခန်းထဲမှာဘာမှမရှိပါဘူး။ဒါဆိုချွေးမလေးကတကားချက်ကိုဘလို့ဖွင့်လိုက်တာလေ။နောက်နေမှာတော့နောက်ထပ်စမ်းသပ်မှုတစ်ခုကိုလုပ်ခဲ့ပါရီ။ ချွေမလေးရေအဲ့ဒီပန်ကားကတော်တော်လေးညစ်ပတ်နေပြီးတန်ရှင်းရေလောက်လိုက်အောင်ပန်ကားကတော်တော်လေးကိုမြင်နေတော့တဲ့အတွက်ကြောင့်မို့လို့အင်သူကတော့ဘလို့မှဒါကိုတန်ရှင်းရေလောက်လို့ရမှာမဟုတ်ပါဘူးညနေခင်းမှာရခမဖြစ်သူကလည်းမိသားစုဝင်တွေနဲ့အတူတူချွေမအငယ်လေးမကောင်းအောင်ပြောနေခဲ့ပါရဲ့ချွေမလေးကဘာအလုံးမမလုပ်ဘူးဘာအလုံးခိုင်းခိုင်းသူဘာမှမလုပ်တတ်ဘူးတိလားအခန်းထဲဘယ်သူမှဝင်မလာခင်မှာပဲအင်သူကသူ့ရဲ့ခြေထောက်တွေကိုရှေ့ထွက်လာအောင်ဆူတောင်းပြီးပန်ကားတစ်ခုလုံးကိုတန်ရှင်းရေလောက်ပေးလိုက်ပါရဲ့အလုံးအခန်းထဲဝင်လာခဲ့တဲ့အခါမှာတော့ရှိုဘစ်ပြောလိုက်ပါရဲ့ မေကတော့သူ့အမြဲတမ်းပြစ်တင်ဖို့အတွက်ပဲစဉ်းစားနေရနော်။သူ့ပန်ကားကိုဘလို့တန့်ရှင်းလောက်ထားလဲကြည့်။သူလည်းအတော်လေးအံ့အားသင့်နေခဲ့ပါရဲ့။အင်းသူတယောက်ဘောင်မော်စွမ်းအားတွေကိုပိုင်ဆိုင်ထားတာလဲဆိုပြီးတော့လည်းတန်တရားဝင်လာခဲ့ပါရဲ့။ရခမကတော့တခုမဟုတ်တခုအမြဲတမ်းပဲစမ်းတမ်းနေခဲ့ပြီးထွေးမလီကတော့အောင်းအောင်မြင်မြင်ဖြတ်ကျော်နိုင်သွားနေခဲ့ပါရဲ့။တရက်မှာတော့ရခမဖြစ်သူရေချိုးနေခဲ့တဲ့အချိန်မှာပဲရေချိုးကန်းတွေကမိထားလောင်ပါရဲ့။ဝါယာရှော့ဖြစ်သွားပြီးမိလောင်နေခဲ့တဲ့အခါမှာတော့ရခမဖြစ်သူကလည်းအော်လိုက်ပါရဲ့။ကဲကြပါအောင်ကဲကြပါအောင်ဒုက္ခပဲကဲကြပါအောင် မီးစောင်းတွေကတော့ဂရင်းပေါက်ကနေအပြင်ဘက်ကိုတော့မှထွက်လာနေခဲ့ပါပြီ။ဘယ်သူမှလေကားပေါက်ကနေအပေါ်တက်ပြီးရခမဖြစ်သူကိုကဲတင်ပေးဖို့အတော်တတိမရှိခဲ့ကြပါဘူး။အင်သူကတော့အပြင်ကိုသွားပြီးနောက်မှာတော့သူမတကားတဖွင့်လိုက်ပါရီ။သူမအရက်တွေကိုရှေ့အောင်လုပ်ပြီးတော့ပေါ့။အင်သူရဲ့စရောင်းရှေ့ကြီးကိုတွေ့ခဲ့ရတဲ့အခါမှာလူတွေအကုန်လုံးကလည်းအာအတင့်ပြီးတော့ဟောခဲ့ကြပါရီ။အမလီချွေးမအတက်လေးရဲ့စရောင်းရှေ့ကြီးဟုတ်တယ်ဟုတ်တယ်ချွေးမအတက်လေးရဲ့ခြေထောက်ရှည်ကြီးကြောင့်ဒီနေ့တယောက်ခမမသေးရပါတော့သူကကဲတင်ပေးခဲ့လေ ရခမောက်ကိုတိုင်းကလည်းချွေးမလေးရဲ့ခြေောက်အရှည်ကြီးကိုကြည့်ပြီးနောက်မှာတော့တော်လေးကိုအံ့အားတင်နေခဲ့ပါတယ်။နေပေါင်းနေပေါင်းချွေးမလေးကဘလို့ဖြစ်လို့ခြေောက်အရှည်ကြီးရှိနေရတာလဲ။သူကအပေါ်တက်ထီအောင်မှတက်နိုင်တယ်။ဒါပေမဲ့သူကောက်ကဲတင်ပေးခဲ့တဲ့အတွက်တော်သေးရပေါ့။ချွေးမလေးရဲ့နေရတော့တကယ်ကိုနှက်သမီးလေးပါပဲ။ငါကအင်းကိုခြေောက်လေးတွေတုံးနေရဲဆိုပြီးအမြဲတမ်းပဲဒုက္ခပေးခဲ့မိရဲ့နော်။နေရတော့ဒီနေ့ငါရဲ့အသက်ကိုကဲတင်ပေးခဲ့။ငါခွင့်လောက်ပါချွေးမလေးရဲ့ခွင့်လောက်ပါငါမှားသွားပါရဲ့။ ဒီနေ့ကစပြီးရောနင်းချောက်တွေနဲ့ပတ်သက်ပြီးငါနဲ့ကိုဘယ်တော့မှထပ်ပြီးတော့မပြောတော့ဘူးနော်။နင်းကဘလို့မဆိုငါရဲ့အခြေအဆောင်ချိန်မှလေးပဲလေ။အမေကကျမရဲ့ချောက်အရှည်ကြီးကိုလိုချင်နေခဲ့တဲ့အတွက်အမေတော်ကကောင်းကြီးပေးထားခဲ့ရပါ။ကျမကလိုအပ်တဲ့အခါတိုင်းကျမရဲ့ချောက်တွေကိုရှေ့လာအောင်လုပ်လို့ရတယ်။အမေကကျမကိုဒီပုံစံအတိုင်းလက်ခံလိုက်ပြီးဆိုတော့ကျမကချောက်အရှည်ကြီးပဲမလိုအပ်တော့ပါဘူး။အမေတော်ကျမကိုဒီစွမ်းအားတွေကနေလွတ်ငင်ခွင့်ပေးပါ။ကျမမိသားစုဝင်တွေနဲ့နေရတာကျမပြောတယ်။အင်းတို့ရဲ့ချောက်မှရှိတဲ့ခြေချင်းပြောက်ွယ်သွားခဲ့ပြီး အားလုံးကလည်းတမကောချက်သွားခဲ့ကြပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်